မြောက်ရီမျိုးကလောင်ကစားယုံတွေနဲ့ကြားဖြတ်လုပ်ငန်းခွင်တွေမှာရောက်ရှိနေကြတဲ့တရုတ်နိုင်ငံသား389ကိုဒုတိယနေ့ဖြစ် PGF နေကြားဆောင်တက်ကမတ်လ20ရက်နေ့မှာပြန်ပို့လိုက်ပါတယ်။မောင်တူပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။၃ရက်ဆက်တိုက်တရုတ်နိုင်ငံသားကြားဖြတ်ဝန်ထမ်းတက်တက်ပြန်ပို့မယ်အစီအစဉ်မှာဒီနေ့မှာတော့ဒုတိယနေ့ဖြစ်တရုတ်နိုင်ငံသား389ဦးကိုမဲဆောက်ကတဆင့် လီရင်နေနဲ့ပြန်ပို့လိုက်တာပါဒီလိုပြန်ပို့နေတာဟာကြားပြန့်နေနေရင်လက်တွေ့လုံရဖြစ်တယ်လို့ BGF တပ်မှုကတော့ပြောပါတယ်အတိအကျပြောတာမရှိပါဘူးကျွန်တော်တို့ကအခုလက်ရှိအဲကျွန်တော်တို့ဒီကြားပြန့်နေနေရဲ့အလုပ်ကိုကျွန်တော်တို့အပြောမဟုတ်ဘဲနဲ့ကျွန်တော်လက်တွေ့နဲ့ကျွန်တော်တို့အကောင့်ထဲပေါ်ဆောင်ရွက်နေပါပြီလို့အဲ့ဒါတရင်ကောင်းပါနေပါလို့ဟုတ်ကဲ့မလာ19ရက်မှာလဲတရုတ်နိုင်ငံသား380ကိုလွှဲပြောင်းပေးခဲ့ပါသေးတယ် သုံးရက်အတွင်းမှာတရုတ်နိုင်ငံသား900ရှိဦးလွှဲပြောင်းသွားမယ်လို့ BGF ကကြေညာထားတာကြောင့်မနေ့ဖမ်းမှာ149ထပ်မံပို့ဆောင်မှုကြံနေပါသေးတယ်ကျွန်တော်တို့လက်ရှိအဲဒီကြားပြအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနည်းဆက်ဆုံးကျွန်တော်အိမ်ကြီးချင်းထိုင်းနိုင်ငံအဲအထိုင်းနိုင်ငံเนาะထိုင်းနိုင်ငံပြည်မြေကြီးထိုင်းနိုင်ငံအစိုးရထိုင်းနိုင်ငံပြည်သူပြည်သားတွေတကွာကျွန်တော်တရုတ်နိုင်ငံဟုတ်လားနိုင်ငံအစိုးရတကွာတရုတ်နိုင်ငံပြည်သူပြည်သားတွေမှာတကွာလုံးကရှိတဲ့ပြည်သူအားလုံးကိုကျွန်တော်တို့အားလုံးနဲ့လက်သွဲပြီးတော့ ဒီကြပြနေနေကိုကျွန်တော်အချိန်ဟုန်နဲ့ဆောင်ရွက်နေပါတယ်လို့လူကုန်ကူးတာကတော့နေရာတိုင်းမှာရှိတာပေါ့နော်အော်နိုင်ငံတိုင်းမှာတော့ရှိတာပဲကျွန်တော်ကြားနေတာပဲပေါ့နော်ဒါပေမဲ့စိုးစိုးရွားရွားကတော့အခုဒီကျွန်တော်ဒီဒေသတွေမှာအာဒီဒေသတွေမှာကျွန်တော်ဒီဒေသတွေမှာကျွန်တော်တို့ကအခုမှသိပြီးတော့အခုမှဒါဗီဒီယိုတွေပေါက်ကြားပြီးတော့ဒီလိုတွေဖြစ်ကြတာဆိုတော့ဒါဆိုးရွားတဲ့ပြဿနာပဲပေါ့နော် တရုတ်မော်ဒယ်မင်းသားဝမ်ရှင်းခွန်ရှင်းရှင်းဟာမြောက်ရီ ကြားဖြန့်လုပ်ငန်းကနေဇန်နဝါရီလ9ရက်ကပြန်လွတ်လာပြီးမြောက်ရီကိုထိုင်းဘက်ကပေးနေတဲ့လျှက်ရှိတအားလိုင်းနေနဲ့လောင်စာစီတွေကိုဖေဖော်ဝါရီလ9ရက်ကကြားဖြန့်နှိမ်နှင်းမှုပြင်ဆင်တဲ့အနေနဲ့ဖျက်ပစ်ခဲ့ပါတယ်။ BGF နေကြားဆောင် တက်ကလည်းဖေဖော်ဝါရီလ12ရက်မှာကြားဖြန့်နှိမ်နှင်းရေးကော်မတီဖွဲ့ပြီးအခုလိုရှားဖွေ ပြန်ပို့နေတာပါ။ နောက်ဆုံးအချိန်ဒီမှာတော့မြောက်ရီမှာနိုင်ငံ20လောက်ကကြားပြန်ဝန်ထမ်း2000ကျော်လောက်ပိတ်မိနေပါသေးတယ်ခမညာကျွန်တော်မောင်တူပါ